ဒါနှစ်ထက် RC တိုက်ကလေးဖြစ်ပါတယ်เนาะဒီနှစ်ထက် RC တိုက်ဆိုအပေါ်မှာလဲဒါဒါ CD view ပေါ့เนาะအပေါ်ကလေးပြောလို့ shoot gain တွေပါကြီးလို့ရတယ်ဒါအပေါ်ထက်ကလေးလည်းရှိပါသေးတယ်ဒီ channel မျက်နှာစာအကျရတော့24ပေ60ရှိပါတယ်အနောက်ကိုဒါတိုက်ရဲ့အကျဉ်းဝင်းကတော့အရှိရရှိမျက်နှာစာတော့18ပေရှိပါတယ်အနောက်ကွာ45ပေရှိပါတယ်ပြန်ထူးခြားချက်ကတော့ကျွန်တော်တို့ဒါဒီဒီလမ်းရဲ့မျက်နှာပြင်ထက်ပေါ့เนาะကျွန်တော်တို့ဒီဘက်မှာပို့ပြီးတော့မြင့်ပေးထားတယ် တကယ်လို့မှလမ်းပေါ်လေးပဲရေတွေပါလေအိမ်ထဲကိုဝင်လို့မရအောင်လို့ဒီမှာမြှင့်ပေးထားတယ်ပေါ့နော်လမ်း area မြှင့်ပေးထားတယ်ဒီမှာတမန်တလင်းတွေပါလေကျွန်တော်ခင်းပေးထားတယ် ဒီကြမ်းငင်းနဲ့ဒီအိမ်ရဲ့ဟိုကွာဝေအပေါ်နော်အမြင့်ရဆိုသုံးပေလောက်ရှိတဲ့အတွက်ကြောင့်မလို့ဒါအိမ်ထဲကိုရေဝင်မှုဆိုတာလုံးဝမဖြစ်နိုင်ပါဘူးနော်ဒီမှာဆိုလို့ရှိရင်ကားပါကင်နဲ့ဒီမှာကြက်ကြက်ဝင်းထိုးလို့ရရင်နှစ်ထိုးမယ်ဆိုလို့ရှိရင်နှစ်စီးလောက်အေးစေးစေးကောင်းကောင်းရက်လို့ရတယ်ပေါ့နော်ကျွန်တော်အိမ်ရဲ့ပတ်ချလဲမှာဒီမှာရေမြောင်းလေးတွေလည်းဖောက်ပေးထားတယ်ပေါ့နော်ခေစည်းရေလာကောင်းအောင်ရေမြောင်းလေးတွေပဲလည်းဖောက်ပေးထားတဲ့အတွက်ကြောင့်မလို့တော်တော်လေးအဆင်ပြေတယ်ဒီမှာအိမ်ပတ်လန်းလေးလည်းရှိရပေါ့နော်ဒီကလေးပြောအိမ်နောက်ဖေးကိုတစ်ချက်လောက်တွားကြည့်မယ်နော်ဒီမှာဆိုလို့ရှိရင်လုံချုံအောင်လို့ဒါ ဘလိတ်တန်စူဂျိုးတွေလည်းဒီမှာတက်ထားတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒါအိမ်နောက်ဖေးကမြည်ဖို့ပေါ့နော်ဒါမြည်ဖို့မြည်ဖို့ကလည်းတော်တော်လေးကျေပါရဲ့နော်ဒါတော့ကျွန်တော်တို့ဒါဒီမော်တာပေါ့နော်ဟီမော်တာတို့ပေါ့ဒီမှာသူ့အတူအကုန်လုံး ူအဆောက်အဦလေးနဲ့သူကသူလှုပ်ပေးထားတယ်เนาะခုံလေးလှုပ်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပန်းလေးတွေပါလေဒီမှာစိုက်မယ်ပေါ့เนาะဒါပန်းလေးတွေပါလေကျွန်တော်တို့စိုက်ထားတာလေးရှိခဲ့နောက်တစ်ထပ်ပြီးတော့ကွာပန်းလေးတွေပါလေတခြားစိုက်ရှင်တယ်ဒီမှာလဲပန်းအိုးလေးတွေပါလေထားရှင်တယ်ဆိုလို့ရှိရင်တော်တော်လေးမိုက်တယ်เนาะရှေ့မှာဆိုလို့ရှိရင်လည်းခုံလေးတွေရှိတယ်ဒီမှာဆိုခုံလေးတွေရှိရနော်ဒီရှင်းမှာခုံလေးတွေရှိရဒီဘက်မှာလည်းရှိရဒီဘက်မှာလည်းရှိရအရေးရာပင်နေနေရတော့ဒါမကြီးပင်လည်းရှိရပေါ့နော်ဒီမှာပန်းလေးတွေစိုက်မယ်ထပ်ပြီးတော့စိုက်မယ်ဆိုလို့ရှင်လည်းစိုက်လို့ရသေးရအဲ့တော့ကျွန်တော်အိမ်ထဲကိုတစ်ချက်လောက် ထပ်ပြီးတော့သွားကြည့်အောင်ပါနော်ဒါတော့ကျွန်တော်တို့ဒါအေဂန်ဖြစ်ပါတယ်အေဂန်မှာဆိုရင်ဒါစတီတွေပါရယ်နော်စတီစတီတက်ဆက်စာလဲပါပြီးသားပါနော်စတီပုံတွေပါပြီးသားပါနော်ဒီမှာလုံးဝပြောင်းလန့်နေတယ်ဒီမှာဆိုလို့ရှိရင်ဒရင်ပေါက်အချီးတွေရှိရယ်ဒီဒရင်ပေါက်တွေကထူကြတာတော့ဒီကောင်နှစ်ဖက်လက်တွေပေါ့နော်လုံးဝအင်ကိုကြဲကြဲဝန်းဝန်းနေပေါ့နော်လုံးဝဒါလေဝင်တွေတော့ကောင်းကောင်းပေါ့နော်ဒီဘက်ကဒီဘက်ကဥစားတွေလည်းထပ်ပြီးတော့ဖွင့်လို့ရသေးတယ် ီမှာဆိုလို့ရှိရင်ဒါမီမီဒီမီဆိုင်နေပါလေဆိုလဲအကုန်လုံးအသက်ဆင်တာ EV စင်ပေါ့နော် TV TV တွေပါဒီမှာထားမယ်ဆိုလို့ရှိရင်တော်တော်အဆင်ပြေတယ်။နောက်ဓာတ်ပုံလေးမိသားစုဓာတ်ပုံလေးတွေပါလေဒီမှာချိန်မယ်။နော်ဒီမှာအဲကွန်လည်းပါပြီလားနော်။ဒီဒီဇိုင်းလေးကတော့ဝါခစ်မီရဲ့ဒီဇိုင်းလေးတွေ။အရင်ချစ်စရာကောင်းတယ်။ဒါတော့အဲကန်ပေါ့နော်။အဲကန်ပြီးတော့ခါကျတော့ကျွန်တော်ဒီဘက်ဆက်သွားမယ်ဆိုလို့ရှိရင်ဒါမီဖို့ကြောင်ရောက်မှာပေါ့နော်။ဒါဒီမှာအခန်းတစ်ခန်းရှိသေးတယ်။ဒါပြီးကြမှာပြမယ်။ လောလောဆယ်မိဖို့ကြောင့်အရင်ဆုံးကျွန်တော်ပြမယ်နော်မိဖို့ကြောင့်လည်းလုံးဝကြက်ကြက်ဝန်းရှိတယ်နော်မိဖို့ကြောင့်လုံးဝကြက်ကြက်ဝန်းရှိတယ်ဒါဒီမှာဆိုလို့ရှိရင်ဒါမိဖို့တွေပါရအစအကုန်လုံးဒီမှာ cast မိဖို့တွေပါရအစပေါ့နော်အကုန်လုံးအစ်စ်တွေဆင်မိတာဖြစ်ပါတယ်ကျွန်တော်ဒီမှာချက်မယ်ပြုတ်မယ်ပြီးတော့ဒီမှာပဲကျွန်တော်ထမင်းစားမယ်ဆိုလည်းအဲတော်တော်လေးအဆင်ပြေပါတယ်နော်ဒီမှာထမင်းတစ်ခါလည်းစားလို့ရတယ်ဒီ set ဒီ set တွေပါအကုန်လုံးဒါအကုန် ဒါမတော့အသေးလေအသေးချက်ချက်တွေပဲနောက်တော့ဒါတော့ကျွန်တော်တို့ခုနနောက်ဖေးဖို့သွားတာပေါ့နော်နောက်ဖေးပက်လန်းကိုသွားလို့ရတယ်နောက်ဒီမှာဒါတော့ရေချိုးကန်အိမ်လာပေါ့နော်ဒါလုံးဝအသုံးမပြုရသေးတဲ့ရေချိုးကန်အိမ်လာအသေးဆက်ဆက်ဖြစ်ပါလေဒါတော့လှေကားလှေကားအောင်မှာဒါစတိုကန်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပစ္စည်းတွေပါရေးဒီမှာထားမယ်ဆိုလို့ရှိရင်လည်းဒါအဆင်ပြေရေဒါတော့ကျွန်တော်ဒါဖက်နက်ဖက်နက်တွေပါရေးထားမယ်ဖက်နက်ဆင်ပေါ့နော်ဖက်နက်တွေပါရေးထားမယ်ဆိုလည်းတော်တော်လေးအဆင်ပြေပါတယ် ါတော့ကျွန်တော်တို့အိတ်ခမ်းမဲ့ဖြစ်ပါလေ Okay ဒါအိတ်ခမ်းမှာဆိုလို့ရှိရင်ဒီအိတ်ခမ်းမှာဆိုလို့ရှိရင်ဒါရေရှိုးကအိမ်သားဒီမှာလည်းတစ်ခါပါပါသေးတယ်တော့ဒီမှာဆိုလို့ရှိရင်ဒီမှာကဒင်းနေဝိုင်ဒီမှာထားမယ်ဆိုတဲ့စံပြေနော်ကဒင်းနေကဒင်းတို့နောက်တော့မီးအိမ်မီးအိမ်စံလေးတို့ပေါ့ဒီမှာထားမယ်ဆိုတဲ့စံပြေတယ်ဒါမီးတွေပါလေလုံးဝလုံးဝအလှဆင်လာတာပေါ့နော် ဒါဒါပထမတက်မှာရှိတဲ့ဒါအနေထားပေါ့ကဲကျွန်တော်တို့ပေါ်တစ်ချက်တော့တက်ကြည့်အောင်ပါနော်ဒီမှာလှေကားမှာဆိုလဲဒီမှာမီးရဲ့နေတယ်ဆင်ထားတယ်ပေါ့နော်လှမီးရဲ့ဖြစ်တယ်ကျွန်တော်တို့ကဒီမှာတက်အိမ်လို့ကျွန်တော်တို့ဒါပါကေးချင်းထားတာပေါ့ခင်းနေပါရအစားပေါ့နော်အကုန်လုံးတက်တက်ရဲ့ခလေးကကျွန်တော်တို့ဒီလှေကလေးပြောဒါဟိုတက်တက်ချင်းပါပဲဒီမှာဒါအခန်းတစ်ခန်းရှိပါတယ်ဒီမှာလည်းတစ်ခန်းပေါ့နော် လင်းဝင်လေးတွေလည်းကောင်းတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ air con တစ်လုံးကျွန်တော်တို့ဒီမှာလည်းတက်ပေးထားပါရယ်နောက်မီးတွေပါရယ်ပေါ့နော်ဒီမှာလည်းရေချိုးခန်းအိမ်သာဒီမှာလည်းပါပါသေးရယ်နော်ဒါရေချိုးခန်းအိမ်သာရေဘူးရေစနစ်တွေပါရယ်လည်းအကုန်ပါပါရယ်နော် okay နောက်ထပ်တစ်ခန်းထပ်ပြီးကြည့်အောင်ပါဒါတော့ဒီခန်းကလည်းခုနအောက်ထပ်ကအခန့်လိုပဲရေချိုးခန်းအိမ်သာပါပါရယ် ဒီခန်းလေးရဲ့ဒီခန်းလေးကတော့ဒါဝေယနာလေးလည်းပါတယ်ပေါ့နော်ဒီအပြင်အပြင်ပလန်းဝေယနာလေးလည်းပါတယ်ဒီမှာဆိုလို့ရှိရင်တော်တော်အဆင်ပြေတယ်ဒါအဝတ်တွေပါကြီးကျွန်တော်တို့ဒီမှာလှမ်းမယ်ဆိုရင်ဒါလှမ်းလို့ရတယ်နော်ဒီမှာဒါကတော့ဖျားကန်ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အမ်ဒါဖျားလဲဒါအဆင်နဲ့ရှိရပါတော့အဆင်နဲ့ပူတော်လို့ရတယ်ဒီမှာတခါပဲ နော်ဒါဖေယားကန်ဖေယားကန်ပြီးတော့ခါကျကျွန်တော်ဒီဘက်ဘုတ်ထွက်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ဝယ်နာကိုရောက်မှာဖြစ်ပါတယ်ဝယ်နာလေးကလည်းတော်တော်လေးကြကြဝင်းဝင်းလေးရှိရယ်နော်ဝယ်နာမှာလည်းကျွန်တော်ဒါမီးလေးတွေပေါ့နော်အလှဆင်မီးလေးတွေကတော့ဒီတအိမ်လုံးမှာလုံးဝလှဆင်မီးတွေတော့အများကြီးပဲဆင်လာတာလေးတော်တော်လေးလာတယ်ဒါကျွန်တော်အပေါ်တစ်ချက်တော့တက်ချင်မှာဖြစ်ပါတယ် ဒါကတော့နောက်ပေးတာဝင်ရတာနောက်ပေးဝင်ရတာလို့ပြောရမှာပေါ့ကောနော်ဒီမှာဆိုလို့ရှိရင်လည်းကျဲကျဲဝန်းဝန်းနဲ့ဒီမှာမိသားစုတွေပါတယ်ဒီမှာဟိုဟိုညနေပိုင်းလေးပါတယ်လင်းငင်းခံမဲ့ပိုင်းကဆိုနေဒီမှာတော်တော်လေးအဆင်ပြေတယ်ဒါကဒါကတော့အခန်းပေါ့နော်ဒါပေါ်လုံးတမရှိရဲ့ခန်းမှာဒီစားနဲ့တော်တော်လေးကျဲမိရီလည်းဆင်ထားရယ်နော်ဒီမှာကဲကျွန်တော်ရှေ့တက်တစ်ချက်ကြည့်ရအောင်ပါ ဒါကတော့ကျွန်တော်အပြင်ဝင်ရတာလေးပေါ့နော်ခုနကကျွန်တော်တွေ့ခဲ့တာဒါနောက်ဖေးဝင်ရတာဒီကောင်းကျတော့အပြင်ဝင်ရတာဒီမှာဆိုလို့ရှိရင်လည်းအပေါ်ဆက်တက်လို့ရသေးတယ်။အကြောင်းလေးလေးကားလေးနဲ့အပေါ်ဆက်တက်လို့ရသေးတယ်။ဒီမှာလည်းတော်တော်လေးကိုကြဲကြဲဝန်းဝန်းရှိတယ်လို့ပြောလို့ရတယ်။ညနေပိုင်းလေးပါလေးလေးညင်းလေးပါလေးခံမယ်ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေတယ်။နော်။အောက်ကလည်းကြောက်ကြွေပြားတွေပါခင်းလာတယ်။ဒီမှာလည်းဘေးစင်တစ်ခုပါတယ်။တန်းအိုးတွေပါဒီမှာဆက်ပြီးတော့လုပ်မယ်ဆိုရင်လည်းအဆင်ပြေတယ်။ဒီမှာမီးတွေပါလည်းအကုန်လုံးဆင်ပြီးသားပေါ့နော်။ အဲ့တော့ကျွန်တော်လည်းအပေါ်တစ်ချက်လောက်တက်ကြည့်အောင်ပါနော်ဒါတော့ဒါအပေါ်ဆုံးဒါဝင်ရတာပေါ့နော်အပေါ်ဆုံးပေါ့ဒီမှာဒီမှာရေးတိုင်းကြီးတွေပါဒီမှာရှိတယ်ပေါ့နော်ဒီမှာအကုန်လုံးမြေမော်တာတွေပါရအစအကုန်လုံးဆင်ပြီးသားတွေပေါ့နော်ကျွန်တော်ဒီတအိမ်လုံးစာတွေအကုန်လုံးဆင်ပြီးသားတွေအပေါ်ကလည်းလုံးဝကြဲကြဲဝင်းဝင်းရှိရဒီဘွားလေးပြီးတော့လှမ်းပြီးတော့ဟလာကျွန်တော်ဒါ အာရှူခင်းလေးပါကြီးကြည့်မယ်ဆိုတော့ကျွန်တော်တို့လေးအဆင်ပြေတယ်အခုကျွန်တော်ပြသပေးတဲ့ဒီအိမ်လေးကိုလာမယ်ဆိုလို့ရှိရင်တော့ထန်းရှောက်ပင်လမ်းဆောင်ကလေပြီးတော့ကျွန်တော်တို့ဒါဘင်းနောင်ကားလမ်းမကြီးအတိုင်းကျွန်တော်တို့လာမယ်ဆိုလို့ရှိရင်ရွှေညောင်မောင်ဈေးနဲ့နဘရက်ဈေးချားမှရှိတဲ့ခုနှစ်ရက်ကွက်ပေါ့နော်အဲ့ခုနှစ်ရက်ကကဒီမင်းရဲကျော်စွာလမ်းမကြီးပေါ်မှာဒါတည်ရှိပါတယ်အခုကျွန်တော်ပြသပေးခဲ့တယ်လို့အပေါ်မှာဆိုလို့ရှိရင်တော့ဒီအခန်းနေတယ်တော်တော်လေးများတယ်နော် YouTube ကအိမ်နာရီပါတယ်ဆိုတော့တော်တော်လေးစုံစမ်းနေရှိတယ်နောက်ဒီမှာရှိတဲ့ဒီအောက်က ပါကေးတွေပါဆိုလဲဒါကျွန်းပါကေးတွေပေါ့နော်အပြည့်ခင်းပေးထားတယ်အေကွန်ကားလုံးလည်းပါမယ်နောက်ဒီမှာကျွန်းဆက်တီစပွဲတွေပါတွေကစအကုန်လုံးအဆင်သင့်ဒီမှာမတုံးရသေးတဲ့အစ်စ်ဆက်ဆက်တွေကအကုန်လုံးဒီမှာတည်ရှိပါတယ်ဒီလေးရဲ့ရောင်းစရာတော့36000ဖြစ်ပါတယ်ကျွန်တော်တို့ဒါဟိုတိုက်တဲ့ဆန်ဆန်ဝယ်ယူမဲ့သူနဲ့လည်းဒါညှိနှိုင်းပြီးတော့ဈေးနှုန်းလေးတွေလည်းဒါညှိနှိုင်းသွားပေးဖို့လည်းရှိပါတယ်အဲ့တော့ DNA လေးကိုလိုချင်နေဆိုလို့ရှိရင် DNA လေးကိုစိတ်စိတ်ပါဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ဒီ video ရဲ့ comment မှာကျွန်တော်ရဲ့ phone number လည်းရှိပါတယ်ကျွန်တော် drain high ရဲ့ phone number လည်းရှိပါတယ်အဲ့ဒီကလေးပြီးတော့သင်ဆက်သွဲပြီးတော့ဟိုကျွန်တော်တို့ကိုတရားတရားလေးဆက်သွဲစုံစမ်းလို့ရပါတယ်